ကျွန်တော်မိတ်ဆွေများအလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Nilay YouTube Channel ကနေပြန်လည်ကြေဆွဲလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဒီအဖူဘာနာကျွန်တော်အလေအပိတ်အပါဖြစ်ပါတယ်ကျွန်တော်ကနန်း၆လုံးထဲကအလေအပိတ်ဆိုတော့အနှလုံးအပါဖြစ်မယ်ပေါ့နော်ဒီ9983939ကနေစာပြီးပြပြထားတာဖြစ်ပါတယ်ခင်ဗျာအဲ့မှာကျွန်တော်ချစ်ကိုရှောင်းနေများထားတာပါနော်ပြီးရင်၃ညမှတစ်ကြိမ်ပြီးရင်၉နဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ် 6648ပေါ့နော်48ကိုကျွန်တော်ဒီ9နဲ့ပေါင်းတာဆိုလို့ရှိရင်50ခွန်ပေါ့နော်ဆိုတော့အဲ့ဒီခွန်ကို8 8ကိုကြာမှာ3နဲ့ပေါင်းပြီးတော့73 334ပေါ့နော်ခွန်8 334ထက်ကနောက်ထပ်တစ်ချိန်မှာ3ခွန်ခွန်ဆိုတဲ့အတွက်ကြောင့်မို့ခွန်ခွန်လေပိတ်နှလုံးအပါဖြစ်ပါတယ်ခင်ဗျာခွန်ခွန်ပေါ့နော်နောက်ထပ်တစ်ချိန်မှာကြာတော့8 4ခွန်3ခွန်ခွန်ဆိုတဲ့အတွက်ဒီခုနှစ်ကို6နဲ့မြောက်တဲ့အလေးမှာတစ်ချိန်ဒီ9နဲ့ထပ်ပေါင်းထားတာဆိုရင် ခွန်ဟာခွန်ခွန်လေးဖြစ်သွားမယ်ပေါ့နော်ရှောင်းဂျိန်ဒီမှာတစ်ဂျိန်ဆိုတော့9ဂျိန်ခွန်ခွန်49ကိုနဲ့ပေါင်းတာရှင်းဆိုရတဲ့အတွက်89ကိုသုံးပေါင်းတာ7 73 74 15ပေါ့နော်89 2 3 5မှာ89 4ဆိုတဲ့အတွက်ဒီမှာ9ရက်4ရက်ဒီအလေးအပိတ်နှလုံးအပါဖြစ်ပါတယ် Okay ကျွန်တော်နောက်ထပ်တစ်ဂျိန်မှာ88 89 4ဆိုပြီးဖြစ်ပါတယ်ပေါ့နော်ရှင်းရှောင်း148 ရှင်းနဲ့9ပေါင်းတာ7ခွန်ပေါ့နော်ခွန်နဲ့9ပေါင်းတာ16ဆိုတဲ့အတွက်6ခွန်3ည33အလေးပိတ်နှလုံးအပါပေါ့နော်နောက်ထပ်တစ်ချိန်မှာကျွန်တော်963ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာ6ရက်3ရက်အလေးပိတ်နှလုံးအပါဖြစ်ပါတယ်6ရက်ခွန်မှာလည်းခွန်ရက်8ရက်အလေးပိတ်နှလုံးအပါဖြစ်ပါတယ်နေနေခွန်မှာတော့နေရခွန်ရလေးပိတ်နှလုံးအပါပါတော့သုံးရှင်းရှင်းမှာတော့ရှင်းရှင်းအပူဖြစ်ပါတယ် ဒီ3တုံညာကိုမှာကြတော့9ရက်တုံညာရဲ့3တုံညာကိုဆိုပြီးဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာကြတော့9 6 9တုံညာဒီနေ့ထက်က3 9နေ့ဆိုတဲ့အတွက်ဒီ9ကအလဲဒီနေ့ကအပိတ်3 9နေ့ဆိုပြီးဖြစ်ပါတယ်ဒီ69235မှာကြတော့39နှစ်ဆွေအတွက်9ရက်2ရက်ဒီ39နှစ်ပေါ့နော်လေပိန်းတလုံးအပါဖြစ်ပါတယ်64နှစ်လေး6မှာ4ရက်6ရက်ဒီ2လေး6အဲဒီမှာကြတော့2ရက်4ရက်ဒီ3နှစ်လေးဒီမှာကြတော့2ရက်5ရက်ဒီ6 5နှစ်ပေါ့နော် ပြီးရင်900 600တည်ရှေရှောင်းက9နဲ့6နဲ့တည်396ပါနော်6နဲ့6နဲ့က646ဆိုပြီးဖြစ်ပါတယ်9နဲ့8နဲ့တည်98 6ရဲ့9ရဲ့69 6ဖြစ်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်ဒီ9898မှာကြတော့8ရဲ့9ရဲ့ပါနော်တင်း၄မှာ၄ရဲ့9ရဲ့ကျွန်တော်ပြခဲ့တဲ့ဘက်မှာကျွန်တော်တင်း9 6 9 8ဆိုပြီးဖြစ်ပါတယ်အဲ့ဒီမှာတင်း9 6 9ကခမန်းနေဆိုပြီးမှကျွန်တော် အနေငါနေဖြစ်ပါတယ်ဗောနော်နေငါနေဆိုတဲ့အတွက်ကြောင့်မို့အလေးပိတ်နေရမှာကြတော့ဒီနေရဲ့ငါရဲ့ဆိုပြီးဖြစ်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့ဘက်မှာနီးနှမျိုးပြပေးထားတယ်ဗောနော်နီးနှမျိုးပြပေးထားတာဆိုရင်ဒီတမျိုးပဲကိုကြီးတွားခဲ့တာဖြစ်ပါတယ်โอเคဒါလေးကိုကျွန်တော်ဆက်ပြီးတော့အလေးလာတော့မယ်ဗောနော်လေ9 8 3 5ဆိုရဲ့အတွက်ကျွန်တော်ကဒီမှာထပ်ပြေးမယ်ပေါ့နော်။စောက်ကဒီမှာပဲထပ်ပြေးလိုက်တော့မယ်။ လေ6တိ9နိစဝီဖြစ်ပါတယ်ဗောနော်လေ6တိ9နိစဝီဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီမှာကြတော့ဒီတစ်ကို6နဲ့မြောက်မှာဖြစ်ပါတယ်ဗောနော်တစ်ကို6နဲ့မြောက်မယ်အလေးမှာကြိမ်အပေါင်း9စဝီဖြစ်ပါတယ်ခင်ဗျာ โอเคကျွန်တော်ဒီမှာထပ်ပြပြမိမယ်ပေါ့နော်ဒီမှာ9 3မြောက်ခွန်မှာဒီခုနှစ်ကို6နဲ့မြောက်ပြီးတော့အလေးမှာတစ်ချိန်အပေါင်း9ဆိုတော့ကျွန်တော်ဒီနေ့6တင်မှာတေကို6နဲ့မြောက်ပြီးတော့အလေးမှာတစ်ချိန်အပေါင်း9ဆိုပြီးဖြစ်ပါတယ်အဲဆိုရင်တော့6တလီယာ6ပေါ့နော်6နဲ့9ပေါင်းတာ17တစ်ကို9နဲ့ပေါင်းရင်30ဆိုတဲ့အတွက်3ည1တစ်ကို3နဲ့ပေါင်းတော့4 5 6ခွန်ဆိုပြီးဖြစ်ပါတယ် တော့ညာတိအလဲ96ခွန်အလဲအပိတ်အနှလုံးအပါစုကြီးဖြစ်ပါတယ်ပေါ့နော်ဆိုတော့အလဲအပိတ်အကြီးတွေလည်းရှိတယ်ပေါ့နော်လဲပဲအထီးကြီးတွေလည်းရှိတယ်လဲပဲအထီးကြီးကကျွန်တော်ခွန်9တိရှိတယ်ပေါ့နော်ခွန်9တိဆိုတော့ဒီမှာခွန်ရတိရပါတယ်နောက်ထပ်တစ်ခုက68ညာနှစ်ဆိုပြီးရှိတယ်ပေါ့နော်68ညာနှစ်ဆိုတော့ကျွန်တော်ဒီမှာအင်း9ညာ တီ6ခုထဲကလေပိနှလုံးအပါများလာပါတော့ကျွန်တော်လေပိအထီးဆိုပြီးတော့တင်ပြထားတာလေးရှိတယ်ပေါ့နော်ဒါလေးနဲ့ထင်ကြီးနဲ့အဆင်ပြေတယ်လို့ကျွန်တော်ဒါလေးကိုအသွဲသွဲလိုက်ပြီးတော့အလဲအပိနှလုံးအနားနှလုံးပေါင်းရှင်ပြိတ်နဲ့ထပ်ပြီးနေလိုက်ရင်ရတယ်ပေါ့နော်ဒါโอเคကျွန်တော်နောက်ထပ်အနေနဲ့ကျွန်တော်အရှိနှလုံးပေါင်းရှင်ပြိတ်ကိုလည်းဆက်ပြီးတော့လေလာကြည့်မယ်ပေါ့နော်ဒီဟာလေးပေါ့နော်ဒါလေးကတော့ပင်ရှင်ဖြစ်ပါတယ်။ကနန်း6လုံးတော့ရှိတယ်ပေါ့နော်။နံပါတ်20နဲ့32ကနေစပြီး ပြပေးထားတာဖြစ်ပါတယ်ကျွန်တော်ခွန်ခွန်ကိုကနေပေါ့နော်ခွန်ခွန်ကိုမှာဆိုရင်ဒီခွန်ခွန်အရှင်နှလုံးပေါင်းရှင်ကဒီမှာ၄ break ဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်ဒီခွန်၃ည၃ည၃ကြိမ်မှာအရှင်နှလုံးပေါင်းခွန်နဲ့၃ည၃နဲ့ပေါင်းရှင်က9 break ခုနှစ်ပရိပေါ့နော်ဒီ3ခွန်ခွန်မှာခွန်ခွန်ပေါင်းရှင်3ခွန်ပေါင်းရှင်30 8 6 4လေးမှာတော့8နဲ့9ပေါင်းတာ7ခွန်9 6 3မှာ9နဲ့6ပေါင်းတာ17 6 8ခွန်မှာ6နဲ့8ပေါင်းတာ14ပေါ့နော် ဒီနေ့နေ့ခုမှာအရှိနှလုံးပေါင်းရှင်ကနေနေပေါင်းရှင်ဒေးပါနော်38ရှင်းမှာလဲ38ပေါင်းနာ7တိဒီ339ဒီချိန်မှာ339နဲ့ပေါင်းရှင်3ပြိဖြစ်ပါတယ်နောက်ခု39နှစ်39နှစ်မှာလည်းသူတို့ဒီ3နဲ့ဒီ9နဲ့ပေါင်းရှင်ရရှိပရိပါနော်39နှစ်မှာကျတော့39ပေါင်းတာ7နှစ်နင်းလေးရှောင်းပါနင်းနဲ့လေးပေါင်း6 3နှစ်လေးမှာ3နှစ်နဲ့ပေါင်းတာ9 9နှစ်မှာ9ပေါင်းတာ73 9ချပေါင်းတာ74ပါနော် 3960လောက်မှာ3.5ပေါင်းတာ8လောက်လေးလောက်မှာ6.5ပေါင်း10 98လောက်မှာ98ပေါင်းရှင်း16ဆိုပြီးဖြစ်ပါတယ်98ပြီးတော့ကျွန်တော်နောက်ထပ်69လောက်ပေါ့နော်69လောက်မှာကျတော့ဒီရှိနှလုံးပေါင်း69ပေါင်းတာ15ပြိ89မှာ89ပေါင်းတာ18ဒီတက်လေး9မှာ34ပေါင်းတာ9ကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်မှာကျတော့89ဒီ9ခုဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคအဲ့ဒီမှာကျတော့ကျွန်တော်9နေဆိုပြီးဖြစ်ပါတယ် နေ့၅နေ့ဆိုတဲ့အတွက်ကျွန်တော်နေ့ရ၅ရက်အဲ့ဒီရှင်းနှလုံးပေါင်းမှာဖြစ်တယ်ပေါ့နော်နေ့နဲ့၅ပေါင်းရှင်း၅ဒီမှာခုနှစ်ပြိဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒီလိုကျွန်တော်ဒီရမှာပေါ့နော်နေ့နဲ့၅ပေါင်းရှင်းခုနှစ်ပြိဖြစ်ပါတယ်၆၃ဆိုတာလေးပါပေါ့နော်၆၃ကကျွန်တော်အဲ့ဒီရှင်းနှလုံးပေါင်းရှင်းမရှိဘူးဆိုတာလေးပြပြထားတာဖြစ်ပါတယ်ကျွန်တော်နံပါတ်40နဲ့2ချိန်ထိရှိသွားခဲ့ပြီပေါ့နော်နံပါတ်40နဲ့ ကျွန်တော်တူတူထပ်ပြီးလေ့လာကြအောင်ပါနော်။ပင်ရှိအရှိန်လုံးပေါင်းရှင်ပရိ6လုံးဆိုပြီးဖြစ်ပါရခင်ဗျာ။ဖဲဒီဟာလေးပါနော်တာကကျွန်တော်ဒီမှာဒီ6ခု6ကနေတင်းလင်းငါးကိုဆက်ပြီးလေ့လာကြည့်မယ်ပါနော်။63ချိန်ပေါင်းတာက78ဆိုပြီးဖြစ်ပါရ။33ချိန်7နှစ်ဒီမှာ6ကတစ်ချိန်။ဒီ9ချိန်ပေါင်းတာက78ဒီမှာ2ကတစ်ချိန်။အဲတင်းလေးချိန်လေးကိုကျွန်တော်အနောက်မှာရှိတဲ့တင်းနှစ်ချိန်ပေါင်းနှင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော် ရှင်းနဲ့နှစ်ပေါင်း30ပေါ့နော်ရှင်းနဲ့နှစ်ပေါင်းရှင်း30ဖြစ်ပါတယ်ဒီရှင်းနဲ့နှစ်နဲ့ပေါင်းရင်30မှာ၄တလုံးကြံမယ်ပေါ့နော်ဆိုတော့အဲ့ဒီ၄ကိုတည်တူတာ9 9ကိုနှစ်ပေါင်းခွန်ခွန်ကိုတည်တူတာ8 8ကို3ပေါင်းတာ7တစ်ကိုနှစ်ပေါင်းတာ3 6 9 8 3မှာ3 5ဆိုတဲ့အတွက်အရှိနှလုံးပေါင်းတင်းနဲ့၄ပေါင်းရှင်းက9ပြိဖြစ်ပါတယ်6 9 8 3မှာ3 5တရားဖြစ်ပါတယ်ပေါ့နော် နောက်ထပ်တစ်ကြိမ်ကျင်တော့6 9တနေ့9ခွန်စွာလေးကိုဆက်ပြီးလေ့လာကြည့်အောင်ပါနော်အဲဆိုရင်ကျွန်တော်ဒီ၃ကိုရှောင်းနေမြောက်တဲ့အတွက်ကြောင့်မို့ဒီ၄ကိုလည်းရှောင်းနေထမ်းမြောက်မယ်ပေါ့နော်ဒီ၅ကို၃နဲ့မြောက်မယ်အထိတ်စီမှာတစ်ကျန်းဒီနှစ်မှာတစ်ကျန်းအလင်မှာတစ်ကျန်းဒီ၃ကို၄နဲ့မြောက်ပြီးတော့နောက်ဆုံးဒီ၉ကိုတစ်ကျန်းထပ်ပေါင်းမှာဖြစ်ပါတယ် ။အဆွင်း6 4 0 94 53 95ကိုဒီမှာတင်နေပါတော့။နေ့2ချိန်ပေါင်းတာလေဒီ၄00ချိန်3 4 0 7နေ့9ချိန်78ဆိုပြီးဖြစ်ပါတယ်။အဆွင်းတော့ကျွန်တော်ဒီမှာနေ့8ပေါင်း130ဆိုပြီးဖြစ်ပါတယ်။လေးနဲ့၄ပေါင်းက၅နဲ့ပေါင်းရင်30ဒီလေးနဲ့၄ပေါင်းတာ8ရမယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာ8 9 9နဲ့ပေါင်းတာ17ပေါ့နော်နှစ် နှစ်ကို၃ပေါင်းတာ၅၅ကိုနှစ်ပေါင်းရှင်းခွန်၈၉၁၅ခွန်ပါ၂၅နေဆိုတဲ့အတွက်အရှိနှလုံးပေါင်းရှင်းနေနဲ့၅ပေါင်းရှင်းခုနှစ် break ဖြစ်ပါတယ်၈၉၁၅ခွန်ပါ၂၅နေဒီဟာဖြစ်ပါတယ်ပြန်ဆက်ပြီးတော့ကျွန်တော်ဒီ၂၀နဲ့၃ချိန်အတွက်ဆိုရင်တော့ဒီ၄ကို၆နဲ့မြောင်းမယ်ပေါ့နော်ဒီ6ကိုကြတော့3နဲ့မြောက်မယ်ထိပ်စီးနေမှာတစ်ချိန်ဒီ9မှာတစ်ချိန်အလေ8မှာတစ်ချိန် ဒီတစ်ကိုလေးနဲ့မြောက်ပြီးတော့ခုနှစ်ကောင်ချင်းထပ်ပေါက်มาဖြစ်ပါတယ်6.24နဲ့4ပေါ့နော်6.3ချင်းပေါက်တာ18ဒီနှစ်ထိပ်စီมาတစ်ချိန်9နဲ့ချင်းပေါက်တာ30ဖြစ်ပြီးဖြစ်ပါတယ်8ကတစ်ချိန်14ချင်း4ကို9ချင်းပေါက်တာ14နဲ့ထပ်ပေါက်มาဖြစ်ပါတယ်ခင်ဗျာရှင်းနဲ့နှစ်ပေါင်းရှင်းက30ဆိုပြီးဖြစ်ပါတယ်၄၃ချိန်၁၂နည်းနဲ့၈ပေါင်းရှင်းက၂၀ဆိုတဲ့အတွက် တုံညာတိတိကိုနိပေါနာတုံလေလေးကိုသုံးပေါင်းခွန်ခွန်ကိုနိပေါနာကိုတုံညာတိတုံလေးခွန်ကိုအရှိနှလုံးပေါင်းရှင်ပြိဆိုပြီးဖြစ်ပါတယ်ခင်ဗျာတုံညာတိတုံလေးခွန်ကိုပေါ့နော် ။ဒါဆိုရင်တုံညာတိတုံ၄ခွန်ကိုဒီမှာလဲတုံညာတိတုံ၄ခွန်ကိုမှာနေနေနေပေါင်းရှင်၄စုကြီးဖြစ်ပါတယ်။ခဲဒါဆိုရင်ကျွန်တော်လေပိတ်နှလုံးအပါကတော့ဒီ20နဲ့3ချိန်မှာဆိုရင်တနစ် sorry နဆယ်နဲ့တုံးချိန်ပါဆိုရင်ဒီဟာဘနော်3ည3 5 6ခုထဲကနေပိနှလုံးအပါဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ဒီရှင်းနှလုံးပေါင်းရှင်းပရိတ်ကကြတော့3ည3 4ခု9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတယ်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ